โอเคမင်္ဂလာပါဒီဗီဒီယိုဟာအဲဖုန်းထဲမှာ ဖောင်းဘလို တောင်းရလဲပြီးရင်ဖောင်းဘလိုထည့်လဲမြန်မာစာဟုဘလိုရိုက်လဲဆိုတဲ့ဟာ၃ခုကိုကျွန်တော်ဒီတဲ့လောက်ရှင်းပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော် Chrome ထဲမှာ data ဖောင်းဆိုပြီးရှာလိုက်မယ်ပေါ့နော် data ဖောင်းဆိုတော့ဒါအင်္ဂလိပ်ဖောင်းတွေတောင်းတာပေါ့နော် okay ဒီမှာကျွန်တော်တို့ form မှာအဓိက3 4မျိုးရှိတယ်ဗောနော်အဲ series ရယ် sense series ရယ် script ရယ်ပြီးရင်ကျွန်တော်တို့ display form ဆိုပြီးတော့4မျိုးအဓိက4မျိုးရှိတယ်ဗောနော် form တွေကတော့အသိန်းနဲ့တောင်းနဲ့ရှိပြီးတော့မရမသွန်းနိုင်အောင်အများကြီးရှိပါတယ်အဓိကတော့ကျွန်တော်တို့အဲ့ဒီ4ခုကအဓိကဗောနော်အာ okay ခုကျွန်တော်တို့ဒီမှာ အဲဒီမှာအပေါ်ဆုံးကပေါ့နော် retro retrofit ဆိုတဲ့ font လေးပဲအရင်တောင်းလိုက်မယ်ဒီမှာကိုကြိုက်တဲ့ font ကို share down လုပ်လဲရတယ်ပေါ့နော်ကိုကြိုက်တဲ့ font ကြည့်ပြီးတော့တောင်းလဲရတယ် okay ပြီးတော့ကျွန်တော်ဒီဘက်က download ဆိုတဲ့ဟာလေးနှိပ်လိုက်မယ် okay file ကတော့ download ဖြစ်သွားပြီဒီမှာ detail မှာတော့ကြည့်လို့ရတယ် โอเคကျွန်တော်တို့ဒီမှာ found file တွေ download အများစုကတော့ zip file တွေနဲ့ပဲကျွန်တော် download ဆွဲရလို့ရတယ်ဗောနော်ဒီမှာဒီမှာဆိုလို့ရှိရင် retrofitate ဆိုပြီးတော့ပေါ်နေတယ်အဲ့လိုပဲမြန်မာ found ကိုလည်းအဲ့လိုမျိုးတင်ပေးထားတဲ့လူတွေရှိရဗောနော်အဲ win found လို့ဘာလို့ညာလို့အဲ့လိုမျိုးတင်ပေးထားတဲ့လူတွေရှိတယ်အမှအခုကျွန်တော်တို့တင်တန်းထဲမှာဆိုရင်ဆရာပေးထားတဲ့ found ဗောနော်အဲ့ဒီ found ကို file ကို download လိုက်ဗောနော် download ပြီးဟောလို့ရှိရင် and ဒေါင်းလိုက်တဲ့ဟာ zip file အနေနဲ့ပဲဖြစ်နေမှာပေါ့နော် zip file အနေနဲ့ဖြစ်နေမှာအဲ့ဒါကို zip လို့ဖြည့်ရမလဲဆိုတာပြောပြပေးမယ်လောဆယ်ရတော့ဒီမှာ download ဆွဲနေရောနည်းကြာနေပေါ့နော်ညာဘက်ညာဘက်ဆိုတော့ line မကောင်းလို့ပါ โอเคကျွန်တော်တော့မတောင်းပြတော့ဘူးကျွန်တော်ဒါမီတာ5နဲ့လောက်ပြမှာပါနော်အဲ့လိုမျိုးတောင်းလိုက်ပြီးကျွန်တော်တို့ကဒီမှာ Z Archive ဆိုတဲ့ application လေးလိုရပြဒါ Play Store မှာ free ရတယ်အဲ့ဒါလေးတောင်းထားလိုက်ပါနော်တောင်းပြီးတော့ရင်တော့အဲ့ထဲဝင်လိုက်မယ်ဝင်လိုက်ပြီး permission နဲ့ပါပြီးရင်ပြီးလိုက်ပါနော်ပြီးပြီးကျွန်တော်တို့ကခုနက download ဆွဲထားဆိုတော့ဒီ file တွေက download ဆိုတဲ့နေရာတွေ့လားအဲ့ download ဆိုတဲ့ဟာကိုနှိပ်ပြီးတော့ကျွန်တော်တို့ Telegram မှာ download ဆို Telegram ထဲမှာပါနော်ဒါ file ရောက်နေလိမ့်မယ် zip file ဆိုပြီးတော့ โอเคကျွန်တော် browser ကနေ download လာဆိုရင် browser ဒါမှမဟုတ်ဒီတန်း UU font ကနေ download လာဆိုရင် font ဆိုပြီးတန်းပေါ်နေနိုင်မယ်ကျွန်တော်ကတော့ဒီမှာ font တွေကိုတက်တက် file တစ်ခုနဲ့ထည့်ထားတယ်ပေါ့နော်ဒီမှာအဲ့လိုမျိုး file တစ်ခုနဲ့ထည့်ထားရင်ဒီ file တွေကိုရောက်နေနိုင်မယ်ရောက်နေပြီလို့ရှိရင်ကျွန်တော်တို့ကโอเคဒါကျွန်တော်ကျွန်တော်မှာအကုန်လုံး zip ဖြည့်ပြီးသားပါเนาะဒီမှာ zip ဖြည့်ရသေးလို့ဆိုရင်ဒီ file အဲ့လိုမျိုးနှိပ်လိုက်ပါเนาะနှိပ်ပြီးွားလို့ရှိရင်ဒီမှာဒီ ပြီးနေလိုက်ပါတော့ပြီးနေလိုက်ပြီးကျွန်တော်ဒီမှာ extra here ဆိုတာလေးပေါ်နေလိုက်မယ်အဲ extra here ကိုနှိပ်လိုက်နှိပ်လိုက်ရင်သူရ file file ရဲ့ location ဒီလိုမျိုး file ပုံစံပြောင်းသွားမယ်ပေါ့နော် zip file ရနေပြီးတော့အဲ့လိုမျိုးဖြစ်သွားလိမ့်မယ်ဆိုတော့ဒါ form down လို့ပြီးပြီပေါ့နော် zip ဖြီးပြီးပေါ့နော်ဒါ telegram ပဲ down down drive google drive ရနေပဲ down down ဒီ chrome နေရပဲ down down အဲ့လိုမျိုး zip ဖြီးလိုက်ပါ zip ဖြီးပြီးရင်ကျွန်တော်တို့အလိုက် motion နေမှာပဲတုံးပြမယ် အဲဘယ်လိုပဲ application မဆိုအဲ့လိုမျိုးအဲ pixel map အဲ့လိုမျိုးပဲပေါ့နော်ကျွန်တော်တို့အဓိကတုံးတာ pixel ရဲ့ align motion ရင်းပဲတုံးပါတယ် so ကျွန်တော်တို့ဒီမှာ project တစ်ခုခေါ်လိုက်မယ်ပေါ့နော်သာထားပါတော့ဥပမာလို့ပြောဆိုတော့ဘာသာတော့မှာဒီဇိုင်းဆွဲတဲ့ခါကျရင်ဒီရှားလေးလုပ်ပါတော့။ Okay ကျွန်တော်တို့ကဒီတိုင်းပဲ test တစ်ခုခေါ်လိုက်မယ်။ Okay test test တစ်ခုခေါ်လိုက်ပြီးရင် ပြောလို့ရဒီဘက်ဘယ်ဘက်တောင်းဆိုနေမှာလားအကြောင်းအကြောင်းလေးနဲ့တွေ့လားအဲ့ဒီမှာကျွန်တော်တို့အလေထားတာဘူကောင်းတယ်ဗောနော်စန်တာဗောနော်စန်တာထားဘူကောင်းတယ်စာရိုင်းရတာလွှဲတယ်ချိန်ရတာလေးလွှဲတယ်ဟိုကိုအစီအမီတို့တော့တုံးလို့ရတယ်ဗောနော် Okay ပြီးရင်ကျွန်တော်ဒီဘက်မှာ robot to regular ဆိုတာရှိတယ်ဒါသူ့ရဲ့ original form ဗောနော်အဲ့ဒါအောင်ကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားရင်ဒီဘက်မှာ view of form ဆိုတာရှိတယ် view of form ဆိုတာနှိပ်လိုက်ပြီးရင်ဒီဘက်ကအကြောင်းလေးတုံးချောင်းရှိတယ်ဘယ်ဘက်တောင်းဆုံးအပေါ်မှာဗောနော်နှိပ်လိုက်နှိပ်ပြီးသွားရင်ကျွန်တော်တို့က form အတိထဲမှာဖြစ်တဲ့အတွက်ဒီမှာ import form ဆိုတာရှိတယ်အောက်ဆုံးမှာပေါ့နော်အဲ့ဒါလေးနှိပ်လိုက်မယ်နှိပ်လိုက်ပြီးကျွန်တော် file နဲ့ရောက်သွားမယ် file နဲ့ရောက်သွားပြီးရင်ခုနကကျွန်တော်တို့ zip ပြခဲ့တဲ့ file location သွားမယ်ဟိုမှဆိုကျွန်တော်ဆို cv3 ပြီးရင် form ပြီးရင်ကျွန်တော်တို့မှာ down လိုက်တဲ့ form အမျိုးအစားရွေးပေါ့နော်ဒီမှာဆိုကျွန်တော်တို့ down လာတဲ့အခုမကြသေးခင် down လာလာရောင်001ဆိုတဲ့ဟာကိုတုံးမယ်ပေါ့နော်ဒါကိုလိုချင်တဲ့ form တွေကိုတွားလိုက်ဒါမျိုးပို့နေလိမ့်မယ် အဲဒါမျိုးပုံနေတစ်ချက်နှိပ်လိုက်တာနဲ့အဲဖောင်းကိုရောက်သွားနိုင်မယ်โอเคကျွန်တော်တို့ဖောင်းထဲမှာဒီမှာလာရအောင်ဆိုတဲ့ဟာကိုနှိပ်လိုက်ပြီโอเคနှိပ်လိုက်ပြီးရင်အဲအဲဖောင်းကိုကျွန်တော်လို့စီရောက်သွားပြီရောက်သွားပြီဆိုတော့ဒီမှာရိုက်ရှာလို့ရတယ်အဲလေမလာရအောင်ပေါ့နော်001 okay ပြီးရင်တော့ကျွန်တော်တို့ဒီမှာသူ့ရွေးပြီးတော့ရိုက်လို့ရပြီပေါ့နော်โอเคตัวก็ ကျွန်တော်တို့မြန်မာဥစားမြန်မာဖောက်မှာတခါလေပတန်းပါတာဗောနော်မြန်မာလိုပါတခါလေရိုက်လို့ရတယ်ဒါတော့ဒါဥစားနဲ့ဆိုင်တယ် creator နဲ့ဆိုင်တယ်ဗောနော်โอเคကျွန်တော်တို့ win font ဗောနော်ဒီမှာဆိုရင် win w 30တော့ win 30အဟောက်ဗောနော်အဲ့ဒါတုံးမယ်အဲ့ဒါရိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမြန်မာနဲ့ရိုက်လို့မရမြန်မာနဲ့ရိုက်ရင်ဒီတိုင်းပဲပုံနေမှာအဲ့ဒါကျွန်တော်တို့အင်္ဂလိပ်လက်ကွက်နဲ့ရိုက်မှရမယ်ဗောနော်အင်္ဂလိပ်လက်ကွက်နဲ့ရိုက်ရမယ်ဆိုတော့ကျွန်တော်ဥပမာဆိုရင် ကွန်ပျူတာအသုံးပြုတဲ့လူဆိုရှင်တော့ဒါရင်းရင်းနေနေတည်တယ်ဗောနော်အဲအများစုတူတယ်ဗောဗျာတချို့ဟာကြာလည်းမတူအဲ့လိုမျိုးရရစ်တယ်ဆိုရင်ဒါအများကြီးရှိတယ်သူမှဆိုဥမာဆိုရင်ရရစ်ဆိုရင်ကျွန်တော်တို့ဒီမှာ B N sorry B B N အရှိလေးရောနေရတယ်ဗောနော်ရှိဆိုတော့အပေါ်မထောင်ထားတယ်မြားဗောနော် B N ဒီမှာအများကြီးရရစ်တယ်အများကြီးရှိတယ်ဗောနော်အဲဘယ်လိုပြောမလဲကျွန်တော်တို့ဒီထားပါတော့ ကြီးပေါ့နော်ကြီးရမယ်ဆိုရင်ရက်ရက်လေးအရင်ရေးရမယ်ကြီးရဖို့အတွက်ရက်ရက်ကိုကျွန်တော်တို့ကဒီဒီဒီလိုမျိုးပေါ့နော်ဒီလိုမျိုးအဲလုံကြီးတင်ထဲမဲ့နေရာဟာပါနေတဲ့ဟာဆိုရင်တော့အဆင်မပြေဘူးလုံကြီးတင်ထဲမဲ့ဟာမပါတဲ့ဟာပေါ့နော်အမတရားပေါ့ဒီဟာကိုအဲ့လိုမျိုးလုံကြီးတင်တဲ့နေရာချန်နေတဲ့ဟာမှာတော့မရမှာဒါမှကကြီးထည့်လိုက်ပြီးရင် shift ရဲ့ d ရဲ့ပြီးရင် ကျွန်တော်ဝတ်ဆက်နှလုံးပေါက်ဆိုရင်တနစ်တော်နေလိုက်ပြီဒီဘက်မှာဒါလေးပေါ့နော်အဲဒါဒါကွန်ပျူတာမှာဆိုရင်ဒါတဲရိုက်လို့ရတယ်ဒါပေမဲ့ဒီနမှာကျွန်တော်ဖုန်းနဲ့ရိုက်တာဖြစ်တဲ့အတွက်အဲ့လိုမျိုးကြော်ခွားပြီးတော့ရိုက်ရတယ်ပေါ့နော်ဒီ G Okay T ဆိုလို့ရှိရင်တဝေတို့ဆိုရင် A တာဆိုရင် O ပြီးရင်ဝတ်ဆက်နှလုံးပေါက်ဆိုခုနနေရကျွန်တော်ဒါစီမီကော်လံပေါ့နော် G T ငေဆိုလို့ရှိရင်ငါဆိုရင် I ရပ်ပလက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘာလဲ sorry ရပ်ပလက်ဆိုရင်ဒီဘက်မှာอืมကော်မာပေါ့နော်ကော်မာပြီးရင်အသက်ဆိုရင် f ဒါမျိုးရိုက်ရတယ်အဲဒါမျိုးရိုက်ဖို့အတွက်ကျွန်တော်တို့အရင်ဆုံးဟို Google Font ပေါ့နော်ဒါ Google Font ကိုလေ့လာထားရပါမယ်ဒါကြီးသေးငယ်ဒါအဲ့လိုမျိုးကြီးသေးဖြစ်သွားပြီ sorry โอเควิสนาโอเคအဲ့လိုမျိုးရိုက်ရတယ်ဗောနော်အင်္ဂလိပ်လိုရိုက်မှမြန်မာလိုပေါ်တာဗောနော်ဆိုဆိုတော့ဒါရက်ရစ်တွေပါထည့်လို့ရှိရင်အဲ့လိုမျိုးကျူးဆိုင်ပြီးတော့ထည့်ဗောနော်ဥပမာဆိုရင်ကျွန်တော်တို့ထားပါတော့ပြဗောနော်ပြဆိုရင်ပါသောဆိုရင် y အဲရက်ရစ်ရင်ထည့်ရမယ်ရက်ရစ်ထည့်ဖို့အတွက်ကျွန်တော်တို့ခုနဒီဒီဟာဆိုလို့ရှိရင်ကျွန်တော်တို့အပွားဟာကြီးပြုတ်နေဗျာ n ဆိုလို့ရှိရင်ပေါ့နော်အဲ m ဆိုတော့လေဒါအကြီးဖြစ်နေဒါဟုတ်လားသူဟာလည်းသူမကိုက်နေဘူးအဲ့လိုမျိုးဆိုတော့သူဟာလည်းသူကိုက်တဲ့ဟာကိုကျွန်တော်တို့ရှာထည့်ရမယ်ချောင်းနေနေဆိုလို့ရှိရင်အဲ့လိုပဲအဲ့လိုရှာထည့်ရမယ်ပေါ့နော် okay ရိုက်ရိုက်ဆိုရင် j ပြီး y okay ပြ okay g တေးငယ်ပြဒါဒီလိုမျိုးရိုက်ရတာပေါ့နော်ဒါတော်တော်လေးကိုအချိန်ပေးပြီးတော့ခေါင်းစားပြီးတော့ခေါင်းစားခင်ပြီးတော့ရိုက်ရတယ်ပေါ့နော် okay အခုကျွန်တော်တို့ဒီမှာ ဖောင်ဒေါင်းကြီးရယ်ဖောင်စစ်ဖြီးရယ်နေရယ်ပြီးမြန်မာဖောင်ရိုက်နေရယ်ပြိုက်ပွားကြီးပေါ့နော်ဒါပေါ်တော့ဒီကျွန်တော်တို့အဒီ align motion မှာ 3D dust တမောရယ် stoke ထည့်မယ်ဆိုရင်ကျွန်တော်တို့အကောင်းဆုံးနီလန်လေးတစ်ခုပါပြောပြခင်ပြောပြပေးမယ်ပေါ့နော်အဓိကကျွန်တော်တို့ဒီမှာ font အယောင်လေးတစ်ခုပြောင်းထားလိုက်မယ်ပြီးရင်ဒီကောင်းကိုပဲ stoke ဒီမှာ stoke တော့ကိုင်လို့ရတယ်ဒါပေမဲ့အဲ့လိုမျိုးကွတ်လိုက်မလှဘူးဗျာတချို့ font တွေဆိုရင်အဲ့လိုမျိုးအေးပြတ်သွားတာတော့ဘာဖြစ်တယ်ဖြစ်တတ်တယ်ပေါ့နော်အဲ့ကြတော့ကျွန်တော်တို့ ီထဲမှာသူ့ကိုတမ်းပြီးစတုံးကိုပဲနဲ့သူ့ကိုဒီဗျူကလေးလောက်လိုက်ပေါ့နော်နှစ်ခုโอเคပြီးတော့မှအောက်ကဟာပေါ်မှာကျွန်တော်စတုပ်ကိုလိုက်အဲဒါဆိုရင်ပိုပြီးလှသွားတယ်ခုနကဆိုဒီမှာရရစ်မှာ sorry โอเคရရစ်မှာဟိုရရစ်မှာပြက်နေရတော့ဘာလို့ပါရေးပေါ့နော်အခုဆိုရင်မပါတော့ဘူးဒါโอเคပြီးကာလာဟိုဘာခါနဲ့အမဲအောင်ချိန်လိုက်ပေါ့နော် 3D test လုပ်ပြမယ်ပေါ့နော် အဲဒါ align motion မှာ 3D test လောက်တာပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ဒီ form နည်းနည်းအောက်ချလိုက် Okay ပြီးရင်တော့ကျွန်တော်တို့အဲ့ကောင်ကိုပဲတပေးကလေးထပ်လောက်မယ်အဲ့ဒီကောင်ကိုကျွန်တော် color ပါအရင်ချိန်မယ် color အဖြူလေး color အဖြူဆိုရင် stroke ကိုလည်းအဖြူသွားချိန်မယ်အဖြူပြီးတော့ကျွန်တော်နည်းနည်းကြီးမှရအောင်ပေါ့နော် stroke Okay stroke နည်းနည်းကြီးလိုက်မယ်ပြီးရင်အကောင်ကိုပြန်ပြီးတော့အောက်ကိုနည်းနည်းဆွဲချမယ် KD ဘက်ပါနည်းနည်းလေးရွှေ့မယ် Okay ပြီးရင်အဲ့ဒီအောက်ဆုံးအကောင်မဲ့ double click ထပ်လုပ်မယ်ပြီးရင်အဲ့ဒီကောင်ရဲ့ color ကိုအဲခဲရောင်လေးချိန်မယ်အဲ့လိုရောင်ချိန်ပြီးသွားရင်သူရဲ့ stock ကိုလည်းအဲ့ဒီရောင်မဲ့ချိန်ချိန်ပြီးရင် stock ကိုနည်းနည်းကြည့်မယ် Okay ကြည့်ပြီးရင်ကျွန်တော်နည်းနည်းရွှေ့မယ် okay ဒါဒါဆိုကျွန်တော်တို့က 3D test ပေါ့နော်ဒါအဲလော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 လုတ်ပြတာပေါ့နော်ဒါကိုယ့်ကိုတတိချာချာလေးလလလေးတုံးလို့ရပါတယ်ပြီးရင်ဒီကောက်မှာ outer glow ပေါ့နော် outer glow ဘယ်လိုထည့်ရမလဲဆိုတာဘူတိုရှော့မှာဆို outer glow ထည့်ရတာလွယ်တယ်ပေါ့နော် inner inner shadow outer glow ဒါနှစ်မျိုးလုံးတပြိုင်တည်းထည့်လို့ရတာမျိုးရှိတယ်ဒါပေမဲ့ဒီမှာကြာတော့ကျွန်တော်တမျိုးပဲထည့်လို့ရမယ်ထည့်လို့ရထည့်လို့ရှိရင်ဒါ shadow ကိုပဲဒါ shadow နော်စတုံးနေရာမှာ shadow ကိုကျွန်တော်တို့ အဖြူလေးအဲဒါမှမဟုတ်အဝါလေးပြီးနေနဲ့စိုက်ကြည့်လိုက်โอเคโอเคအဲဒီလောက်ပဲဒီလိုမျိုးပဲတုံးလို့ရမယ်ပေါ့နော်ဒါအော်တာဂလိုထည့်ခြင်းလို့ရှိရင်ပေါ့နော်โอเคပြီးရင်ကျွန်တော်တို့ကဒါ gradient သုံးမယ်ပေါ့နော် gradient သုံးမယ် color text color gradient သုံးမယ်ဆိုရင် color fade ထဲမှာဒီဘက်ဒီမှာအပေါ်မှာရွေးလို့ရတယ်ပေါ့နော်โอเคဒီမှာ gradient ကျွန်တော်တို့ထည့်လို့ရတယ်ဒါ gradient ကိုကျွန်တော်တို့၃မျိုးရွေးလို့ရတယ်ဗောနော်ဒါ linear ပြီး radius ပြီးရင်ဒီမှာအဲ angle တင်တယ်၃မျိုးဗောနော်ကျွန်တော်ရွေးလို့ရတယ်ဒါတော့အခုတော့ linear လေး ਨੇ okay linear လေး color ပြောင်းမယ်ဆိုရင်တစ်ချက်နှိပ်လိုက်ပြီးရင် okay အဝါလေးပြီးရင်ဒီဘက်ကအဖြူကိုကျွန်တော်တို့လိမ်မော်အရင်လေးထည့်လိုက်မယ် okay ြီးရင်ကျွန်တော်တို့ highlight ထည့်ခြင်းနဲ့ highlight ထည့်ခြင်းနဲ့ဘယ်လိုထည့်ရမလဲဘယ်လိုထည့်ရမလဲဆိုရင်ကျွန်တော်တို့ shape တစ်ခုပေါ်လိုက်မယ် Okay shape တစ်ခုပေါ်လိုက်မယ်ကျွန်တော်တို့ထည့်ခြင်းနဲ့ color လေးကြွေးလိုက်မယ် Okay အဖြူလေးထားပါတော့ပြီးရင်ကျွန်တော်တို့ဒီကောင်ကို effect ထဲမှာ gradient gradient ဘာလဲ gaussian blur ထည့်မယ် gaussian blur လေးကို ကဲဒီလိုလေးထိပ်ပြီးဒီကောင်ကိုတစ်ချက်နှိပ်နှိပ်ပြီးဒီဘက်ကညာဘက်ထိတ်ဆုံးကအပေါ်ဆုံးမှာအဆက်လေး30ရှိတယ်အဲ့ဒါလေးနှိပ်လိုက်ပြီးရင်အောက်ဆုံးရဲ့အပေါ်မှာပေါ့နော်အမ် create clipping mask ဆိုတာရှိတယ်အဲ့ဒါလေးနှိပ်လိုက်ဒါ clipping mask ထိလိုက်ရအောင်ပေါ့နော် okay ပြီးရင်ဒီကောင်ရဲ့ဒီစီယံကိုကိုလိုလိုကစားလိုက်ပေါ့နော် okay ဒီမှာ highlight လေးရလာပြီ highlight color လေးပေါ့နော်ကိုကဆောဆောင်းလေးထည့်ခြင်းဆောဆောင်းလေးထည့်လို့ရတယ်โอเคဒီလိုမှာ2အောင်3အောင်ဒါမျိုးထည့်လို့ရတယ် ရမစို့ကိုကိုကလာတော့ပါလို့ဆိုရင်ကာလာ၃မျိုးလောက်ထည့်ရတယ်။အဲ့လိုမျိုးခါကြရင်ဒီလိုမျိုးလေးအကြံပံပြီးတော့ထည့်ရတာပေါ့နော်။ mobile တမားလေးဆိုတော့ okay ပြီးရင်ကျွန်တော်တို့ export ထည့် current frame as png ပြီး export ထုတ်ပြီးရင်ရှင်းနေလိုက်ရင်ဒါရပြီပေါ့နော်။ okay အာဆုံးဒီကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်။အမ်တီးတဲ့လောက်လေးပြောပြပေးတာပါ Telegram မှာလည်းကြည့်လို့ရပါတယ်။ အဲ YouTube လေးလည်းလုပ်ဖို့စီစဉ်ထားတော့ YouTube မှာလည်းတင်မယ်ပေါ့နော် TikTok မှာလည်းတင်မှာဖြစ်ပါတယ်ကြိတ်တဲ့နေအကြည့်ပေးလို့ရပါတယ်